RMB mini hive လေးတုံးမှုဆိုအိတ်ခန်းကြီးလေးတွေမှာ15မိနစ်လောက်အချိန်လေးပေးရင်ကိုပဲအဲကောင်းကောင်းကြီးကိုယ့်ရဲ့မျက်နှာကိုခဲလို့ရတယ်ပေါ့နော်ညဘက်သုံးလိုက်ပြီးဆိုရင်နောက်နေ့မနက်မှာမျက်နှာသားလေးကကြီးကြီးလေးနဲ့တင်းတင်းလေးဖြစ်လာတယ်ပေါ့နော် service နဲ့ပတ်သက်ရင်လည်းအရန်ကြိုက်ပါတယ်လို့ကိုယ်ဘေးနားမှာဒီ team တစ်ခုလုံးရောက်လာပြီးတော့ကိုယ့်ကိုဂယူးဆိုင်နေတယ်လို့မျိုးခံစားရအောင်လို့ကိုယ်ပေးတဲ့ service ပေါ့နော် ဒီ RMB products တွေကိုဒီ Facebook ကနေပြီးတော့ဆက်ပြီးတော့တည်ခဲ့ရပါကျွန်တော်အမကကြတော့လေအမမျက်နှာပေါ်ကိုတခခုတင်ဖို့အတွက်ကိုအရင်နည်းနည်း sensitive ဖြစ်တယ်ပေါ့နော်အဲအဲ့ဒီတော့အမအရင်ဆုံးဒီ review တွေကိုလိုက်ကြည့်တယ် review တွေကိုလိုက်ကြည့်ရပြီးတော့ဒီ aesthetic doctors တွေရဲ့ recommendation လေးတွေကိုလည်းလိုက်ကြည့်တယ်ပေါ့နော်ဆိုတော့ဒီ RMB မှာက recommendations ကောင်းကောင်းလေးတွေလည်းတွေ့တယ်နောက် customer တကယ် user တွေရဲ့အဲဒီ review လေးတွေကလည်းကောင်းကောင်းလေးတွေတွေ့တဲ့အခါကျတော့အမစမ်းသုံးကြည့်မယ်ဆိုပြီးတော့စသုံးခဲ့တာဖြစ်ပါတယ် ရင်ဆုံးစသုံးကြည့်တာတော့မျက်နှာတစ္ဆက်ပေါ့နော်မျက်နှာတစ္ဆက်လေးကိုစပြီးတော့သုံးကြည့်တယ်သုံးကြည့်ပြီးအဲကြက်ပိုင်းမဲ့ကြက်ပိုင်းမဲ့အရန်ကြိုက်တာနဲ့ဒီ wireless mini hifu လေးကိုလည်းမှာလိုက်ပြီးတော့သုံးဖြစ်ပါတယ်အမတော့ဒီ RMB က protest တွေအကုန်လုံးကိုမှအဲသုံးဖို့အတွက်ကိုစဉ်းစားထားတယ်ပေါ့နော် 7-in-1 ဒီ hair muddy style လေးဝယ်ဖို့အစီအစဉ်ရှိတယ် အာအဓိကကတော့အမကဒီ working mom လည်းဖြစ်တယ်မမ full time job လည်းရှိတယ်ပေါ့နော်ပြီးတော့ဒီအာကလေးတစ်ဖက်နဲ့လည်းဖြစ်တဲ့အခါကျတော့ဒီမျက်နှာ skin care ပို့အတွက်ဆိုရင် clinic တွေကိုတွားဖို့အတွက်ကမမအချိန်ကအများကြီးမရှိဘူးပေါ့နော်အထူးသဖြင့်နေ့ပတ်တွေမှာဆိုမအချိန်အရန်နေရတယ်ပေါ့ဆိုတော့အချိန်တိုလေးအတွင်းမှာ ကိုကိုရိုင်းဒီကိုရတဲ့အချိန်လေးအတွင်းမှာအသုံးပြုလို့ရတဲ့ဟာပို့မှာ အဲစဉ်းစားတဲ့အခါမှာဒီ RMB ရဲ့ mini hifu ကအများကြီးအကျိုးရှိတယ်သုံးဝင်တယ်ဆိုတာကိုမှသိခဲ့ရတယ်ပေါ့နော်ဆိုတော့ဒီ RMB mini hifu လေးသုံးဖို့ဆိုမှအညဘက်တွေမှာအိတ်ခန်းကြီးလေးတွေမှာ15မိနစ်လောက်အချိန်လေးပေးရင်ကိုပဲအဲကောင်းကောင်းကြီးကိုယ့်ရဲ့မျက်နှာကိုခဲလို့ရတယ်ပေါ့နော်ဆိုတော့ဒီ mini hifu လေးကိုတော့မအားအကြောင်းစိုက်နေတတ်တာဖြစ်ပါတယ် အရန်ခြိရောက်တယ်လို့မှထင်တယ်ပေါ့နော်ဒီညဘက်သုံးလိုက်ပြီဆိုရင်နောက်နေ့မနက်မှာမျက်နှာသားလေးကကြီးကြီးလေးနဲ့ဒီတင်းတင်းလေးဖြစ်လာတယ်ပေါ့နော်အမခီးတွေသွားရတဲ့သူဆိုတော့လေမခီးတွေသွားလိုက်ရင်မျက်နှာမဲညစ်သွားတယ်လို့မှအရန်ခံစားရတယ်ဆိုတော့ဒီ mini high food စသုံးတဲ့အချိန်မှာဒီသုံးပြီးတဲ့ချက်ချင်းမှာကို reset လေးရအလိုကြည်လာတာလေးကိုမှစတီးရတယ်နောက်ဒီအမမှာဒါဒီ dark spot လေးနည်းနည်းရှိတယ်ပေါ့နော်ဒီနားလေးတွေမှာရှိရယ်ဆိုတော့အဲ့ဒီ dark spot လေးတွေဆိုလဲ တော်တော်ကြီးပါသွားတာကိုမှတတိထားမိတယ်ပေါ့နော်ဆိုတော့ကြည်ကြည်လေးတင်းတင်းလေးဖြစ်တဲ့ dark spot လေးတွေပျောက်တယ်ပေါ့နော်1 to 10ကအာအမကတော့9.9ပေးမှာပါပေါ့နော် point 1ကတော့မပေးတာမဟုတ်ဘူး point 1ကတကယ်တော့ဒီအာချန်ထားခဲ့တာတသက်ပဲပေါ့နော်အာ9.9ကြီးတော့မပေးမှာပါလို့ဟုတ် တဲမပြောဖြစ်တယ်အမတနေချင်းလေးကိုလေဒီ wireless mini hifu လေးအကြောင်းကိုမျက်နှာသက်ဆက်လေးအကြောင်းကိုမပြောဖြစ်ပါတယ်ဟုတ်အကုန်လုံးပဲ service အကုန်လုံးကိုကြိုက်ပါရယ်ပေါ့နော်ဆိုတော့ဒီစပြီးတော့မှာလိုက်တဲ့အချိန်ကနေစပြီးတော့ vessel လေးပဲဝယ်ဝယ်ဂယူ design နဲ့မေးပေးတယ် follow up လုပ်ပေးတယ်အဲတကယ်ကိုဂယူ site တဲ့အဲ team ကိုဘေးနားမှာရောက်လာတယ်လို့မျိုးခံစားရတဲ့အတွက်ဒီ service နဲ့ပတ်သက်ရင်လည်းအရင်ကြိုက်ပါရယ်လို့ အမစကင်ကဲဒီဗိုက်စ်ကိုပို့ပြီးတော့ဒီ function ဆုံဆုံလေးပေါ့เนาะအထုတ်စီခြင်းပါတယ်ဟုတ် အကြံပြုစရာမလိုလောက်အောင်ကိုအရန်ကောင်းတယ်ပေါ့နော်ဒီ products လေးတွေဆိုရင်လည်းအဲပြောရရင်ဒီ local market ထဲမှာတကယ်ကိုဈေးလေးကတကယ် reasonable ဖြစ်တယ်အာဒီပစ္စည်းလေးတွေအကုန်လုံးက device တွေအကုန်လုံးကဒီလက်လန်းမိနိုင်တဲ့ဈေးနှုန်းမှာရှိနေပြီးတော့အာရတဲ့ quality ကကြတော့အများကြီးပို့ပြီးတော့အာကောင်းတယ်လို့အမထင်တယ်ဆိုတော့ဒီ products တွေနဲ့ပတ်သက်ပြီးတော့ဆိုလဲအမအရန်ကြီးသဘောကျတယ်ပေါ့နော်အာဒီ service နဲ့ပတ်သက်ပြီးတော့ဆိုလဲတကယ်ကိုဒီ service ပေးတဲ့ team ကလေတကယ်အရန်ကိုချစ် ရာကောင်းတယ်အဲကိုဘေးနားမှာဒီ team တစ်ခုလုံးရောက်လာပြီးတော့ကိုကိုဂယူဆိုင်နေတယ်လို့မျိုးခံစားရအောင်လို့ကိုတကယ်အဲ ပေးတဲ့ service ပေါ့နော်ပြီးရဝင်ဆောင်မှုဖြစ်တဲ့အခါကျတော့ဒီဝင်ဆောင်မှုနဲ့ပတ်သက်ပြီးတော့ဆိုလဲအမအရန်ကြီးသဘောကျတယ်ပေါ့ဆိုတော့ဒီလို protest တွေဒီလိုဝင်ဆောင်မှုတွေကိုဆက်ပြီးတော့ဒီတိုင်းလေးဆက်သွားပြီးဖို့အတွက်ကိုမှအကြံပြုချင်တယ်ဒီဝင်ဆောင်မှုတွေဆိုရင်လဲဒီလိုလေးပေါ့နော်ဒီ customer တွေအကုန်လုံးအရောက်ချင်းစီတိုင်းပေါ်မှာ view decide ရှိတဲ့ဝင်ဆောင်မှုလေးဆက်သွားပေးပါ protest တွေဆိုရင်လဲပိုကောင်းနဲ့ပိုပြီးတော့ function တွေစုံနေပေါ့နော်အာအလုံးအသုံးဝင်နိုင်တဲ့ protest လေးတွေကို ပို့ပြီးတော့ထုတ်ပေးပါလို့မှအကြံပြုချင်ပါတယ်